ားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိုးလီဝတ္တနဲ့ဇလဝေရာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝတ္တခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးတော်မှာဖြစ်ပါတယ်ခင်ဗျာအထူးမိုးလီဝတ္တအနေနဲ့မြန်မာပြည်ပေါ်တက်ရောက်လာမဲ့စူပါတိုင်ဖုန်းမှုန်တိုင်းကြီးဖန်ဝန်းရဲ့သတင်းတူးများနဲ့မှုန်တိုင်းကျွမ်းကျင်များဝင်ရောက်လာခြင်းကြောင့်မိုးကြီးရေလျှံနိုင်တဲ့အနေနဲ့သတိပေးချက်များကိုပါတင်ဆက်ပေးတော်မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါတယ်ခင်ဗျာ ပထမဆုံးအနေနဲ့မဟာမုံတိုင်းဖန်ဝင်ရဲ့တက်ရောက်မှုများမြန်မာနိုင်ငံသို့စတင်ဝင်ရောက်နိုင်တဲ့အခြေအနေများကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။အင်အားပြင်းထန်တဲ့မဟာတိုင်ဖုန်းမုံတိုင်းကြီးဖန်ဝင်ဟာဖိလစ်ပိုင်နိုင်ငံလူဆောင်ကျွန်းကိုစတင်ဝင်ရောက်ဖျက်ဆီးလျက်ရှိကြောင်းမိုးလေဝသနဲ့ဇလားဗီဒါပညာရှင်များကထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံပေါ်တက်ရောက်မှုများအနေနဲ့ကတော့မုံတိုင်းဖန်ဝင်ဟာအလွန်ကြီးမားတဲ့မုံတိုင်းဆက်ဝင်ရှိတဲ့အတွက်၎င်းရဲ့အရှိတ်ဘက်မှာရှိတဲ့ရှေးပြေးခရုဘက်တိမ်တိုင်များဟာမြန်မာနိုင်ငံဘက်သို့စတင်ရွေးရှားဝင်ရောက်နေပြီဖြစ်ပါတယ်။ ပုံတိုင်းရဲ့ရှေးပြေးတိမ်တိုင်းများဟာတနင်္လာနေ့တိုင်းကိုဖျက်ကျော်ကနိုင်ငံအလဲပိုင်းဒေသတို့တောင်းဖြတ်ပုံစံဖြင့်ဝင်ရောက်လျက်ရှိပါတယ်။မိုးရွာသွန်းနိုင်မဲ့ခံမှန်းရများကတော့ပုံတိုင်းရဲ့တက်ရောက်မှုတွေကြောင့်အောက်ပါဒေသများမှာမိုးရွာသွန်းမှုများဖြစ်ပေါ်လာနိုင်တယ်လို့ခန့်မှန်းရပါတယ်။မိုးကြီးနိုင်တဲ့ဒေသများကတော့တနင်္လာနေ့တိုင်းမှာရှိတဲ့ပုံပြင်းနဲ့ကော့တောင်းဒေသတဝိုင်းမှာပုံတိုင်းနဲ့နှိစက်မှုတွေကြောင့်နေရာကွက်ရေမိုးကြီးခြင်းများဖြစ်ပေါ်လာနိုင်ပါတယ်။မိုးပပရွာနိုင်မဲ့ဒေသများကတော့နိုင်ငံအလဲပိုင်းကိုဝင်ရောက်လာတဲ့တိမ်တိုင်းများကြောင့် ကိုးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးရာဂီတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာမိုးပါပါရွာသွန်းနိုင်တယ်လို့ခန့်မှန်းရပါတယ်။မုံတိုင်းကြီးရဲ့အရှိန်အဝါကြီးမားခြင်းကြောင့်ပြည်သူလူထုများအနေဖြင့်ရုတ်တရက်မိုးရွာသွန်းခြင်းလေပြင်းတိုက်ခတ်ခြင်းမိုးချိုးပြစ်ခြင်းအန္တရာယ်များကိုသတိပြုကာကွယ်ရန်လိုအပ်ပါသည်။ယနေ့10ရက်17လ2025ရက်နေ့နနက်6နာရီခွဲအချိန်တိုင်းထွာခြင်းအရမြေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာ။မြေကြီးနားမြေအရမနေ့ကညနေကနေ12နာရီတွင်ပြေဝက်ခန့်ထက်ကြသွားပါသည်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူဇင်ကတော့ 33.3ဒီဂရီဆယ်စီယံနဲ့ယနေ့အနေအထားပုံရှင်ကတော့20.8ဒီဂရီဆယ်စီယံတို့ပဲဖြစ်ပါရခင်ဗျာ။မြေကြီးသားမြေဟာစိုးရိမ်ရေမှ1900 cm တို့ရောက်ရှိရန်881 cm 28ပေခွဲကန်အလိုမှာရောက်ရှိနေပါတယ်။မြေကြီးအတက်ကြပုံမှန်နေထားကမှရှိနေပါမယ်။ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။အေရီမြင့်အထက်ပိုင်းမှာမိုးအားအနည်းငယ်ရှိနေပါတယ်။ရန်ဖန်ရန်ကအေရီမြင့်ဆုံအထက်ပိုင်းမှာနေရာကွက်ရီမိုးတဲထန်စွာရွာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရာမှာပြန်တက်လာခြင်းအခြေအနေဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ်။ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းဆုံးဒေသများနဲ့ AR မြင့်အထက်ပိုင်းမေခမလိခမြဝမ်းဒေသများမှာမိုးထိန်တောင်ပြထွန်းမှုအားအနှဲငယ်ရှိနေပါတယ်။ AR မြို့တစ်ချောင်းနဲ့ချင်းတွင်းမြို့တစ်ချောင်းမြကန်းဒီမြင်းနိဒေသများနဲ့မြင်းလူကျွန်းများမှာစိုက်ပျိုးလုံခြုံနေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများ AR မြကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ ခန်းဒီမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်နှစ်လက်မကန်ထက်ကြသွားပါတယ်။မုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်တစ်လက်မကန်ထက်ကြသွားပါတယ်။ခန်းဒီဟ ோம் လင်းဖောင်းပြင်းနဲ့မော်လိုက်တို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါဦးမယ်။ကလေးဝမင်းကင်းခန်းဒီနဲ့မုံရမြို့တို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ခင်ဗျာ။ဆက်လက်ပြီး ERM မြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်။ ERM မြို့တစ်လျှောက်မြို့များအလုံးမျိုးစင်လိုက်မြေပြန်လည်မြင့်တက်နေအောင်မှာဖြစ်ပါတယ်ခင်ဗျာ။ပမောင်မျိုးမြင့်ရင်နဲ့ရွှေကူမျိုးမြင့်ရင်များဟာဖြစ်ပေးခြင်းဆက်လက်ကြဆင်းနေအောင်မှာဖြစ်ပါတယ် ကတာမျိုးမြေရအနှဲငယ်ထက်ချနိုင်ပြီးယနေ့ညပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်မြေရဝင်စုစုပေါင်း239စင်တီမီတာခန့်မြင့်တက်ခဲ့ပြီးယနေ့မနေ့ပိုင်းမှာ156စင်တီမီတာခန့်ပြန်လည်ကျဆင်းခဲ့ပြီးဖြစ်ပါတယ်ထိကျန်တဲ့ပိတ်ချင်းမန္တလေးစကိုင်းနဲ့မြေမှုမျိုးတို့ရဲ့မြေရများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါတယ်ပခုတ်ကူမျိုးမြေရအနှဲငယ်ထက်တက်နိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်ညောင်မျိုးမြေရအနှဲငယ်ထက်တက်နိုင်ပြီးယနေ့ညပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ် ညောင်မြို့မြေအနှဲငယ်ထက်တက်နိုင်ပြီးယနေ့ညနေပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။၆မြို့ရဲ့မြေဟာအနှဲငယ်ထက်တက်နိုင်ပြီးမနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။မင်းမှုမြေဟာအနှဲငယ်ထက်တက်နိုင်ပြီးမနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။မကွေးမြို့မြေဟာအနှဲငယ်ထက်တက်နိုင်ပြီးမနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။အော်လံပီစိတ်သာဟင်းသာနဲ့ဇလုံမျိုးတို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ AR မြေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင် အချိန်နဲ့တပင်းညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာဆက်လက်ပြီးယနေ့နိုဝင်ဘာလ10ရက်နေ့ဝင်းကျင်မှာဖိလစ်ပိုင်နိုင်ငံကိုဖျက်ချုံရောက်မဲ့အဲအားပြင်းထန်တဲ့စူပါတိုင်ဖွန်းမုန်တိုင်းကြီးရဲ့တက်ရောက်မှုကြောင့်မြန်မာနိုင်ငံရဲ့ရာသီဥတုအခြေအနေများပြောင်းလဲလာနိုင်ကြောင်းခန့်မှန်းရပါတယ်မြန်မာနိုင်ငံပေါ်တက်ရောက်မှုခန့်မှန်းချက်များကတော့အထက်လေဝဲစနစ်မုန်တိုင်းရဲ့နောက်ဆက်တဲ့တက်ရောက်မှုအနေဖြင့်ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသ၌အထက်လေဝဲစနစ်တစ်ခုဖြစ်ပေါ်လာမယ်လို့ခန့်မှန်းရပါတယ်မိုးရွာသွန်းမှုအခြေအနေကတော့အဆိုပါအထက်လေဝဲစနစ်ရဲ့လွှမ်းမိုးမှုတွေကြောင့် ပင်လယ်ကွင်းနဲ့နီးစပ်တဲ့မုထမာခွေရန်ကုန်တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတွေမှာမိုးအတန်အသင့်မှအားကြီးစွာရွာသွန်းထိုင်ပါတယ်။မိုးအဆက်မပြတ်ရွာသွန်းမှုများဟာနောက်တရက်တွင်ညောင်လေးပင်တောင်ငူပဲခူးနဲ့ရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးများအထိတိုးချဲ့လာမယ်လို့ခန့်မှန်းရပါတယ်။မိုးပြတ်နိုင်တဲ့အခြေအနေကတော့လက်ရှိမုန်တိုင်းကြောင့်ရွာသွန်းတဲ့မိုးများဟာနိုဝင်ဘာလ12ရက်နေ့အထိဇက်တိုက်ရွာသွန်းထိုင်ပြီးနိုဝင်ဘာလ12ရက်နေ့နောက်ပိုင်းမှာမြန်မာနိုင်ငံရဲ့ဒေသအများအပြားမှာမိုးပြတ်သွားနိုင်ကြောင်းခန့်မှန်းထားပါတယ်။ အရေးကြီးသတိပေးချက်အနေနဲ့ကတော့မိုးရွာသွန်းမှုအကောက်နိုင်တဲ့ဒေသများမှာရေကြီးခြင်းမြေပြိုခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းစတဲ့ဘေးအန္တရာယ်များအတွက်ကြိုတင်သတိထားပြင်ဆင်ကြရန်သက်ဆိုင်ရာဌာနများကအကြံပြုထားပါရခင်ဗျာဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့မိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းနဲ့တောင်ပိုင်းတို့မှာတိမ်အထစ်တွေမှာတိမ်ထူထပ်နေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်နှဲငယ်ဖြစ်ထွန်းနေပါတယ် ဒီနေ့မိုးတက်ချိန်အထိစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျတနင်္လာနေ့တိုင်းဒေသကြီးနဲ့ကြားပြည်နယ်တို့မှာနေရာဆိတ်ဆိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံ့ပြားမိုးထချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာခွက်ရီမိုးကြီးနိုင်ပါတယ်။ရွာရရာနှုံးပြေဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ။နေပြည်တော်မှာမိုးထရေနေချိန်ထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာမိုးထရေနေချိန်ထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာမိုးထရေနေချိန်ထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။ဟောမလင်းမြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာမိုးထရေနေချိန်ထစ်ချုံရွာပါမယ်။တဝဲမြို့မှာမိုးတိချိန်နေချိန်ထစ်ချုံရွာပါမယ်။မြေကြီးသားမြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။လိုင်ခေါ်မြို့မှာမိုးတိချိန်နေချိန်ထစ်ချုံရွာပါမယ်။ဖမ်းမြို့မှာမိုးအသစ်နဲ့ထစ်ချုံရွာပါမယ်။ဟာခါမြို့မှာနေရာခွကြားမိုးထစ်ချုံရွာပါမယ်။ မော်လမြိုင်မြို့မှာမိုးအထင်းတင်ထစ်ချုံရောက်ပါမယ်စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်လားချုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်တောင်ကြီးမြို့မှာမိုးတစ်ကြိမ်နဲ့ကြိမ်ထစ်ချုံရောက်ပါမယ်ကျိုင်းတုံမြို့မှာမိုးတစ်ကြိမ်နဲ့ကြိမ်ထစ်ချုံရောက်ပါမယ်ခင်ဗျာမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့ပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကြားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအကောက်နှဲ့ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတင်းပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြန်မာပင်လယ်ပြင်မှာလှိုင်းသင်းတင်းရှိပါမယ်လှိုင်းမြန်မာမြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေကရှိနိုင်ပါတယ်နောက်နေ့အတွက်ခံပန်းချက်ကတော့စကားတိုင်းနေသားကြီးထပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ ညအပူချိန်များအနှဲငယ်ရော့နေနိုင်ပါတယ်။နေပြည်တော်နဲ့နေတိုက်တဲ့မနေ့ပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့မိုးတိုက်ချိန်ဒီချိန်ထစ်ချုံရောပါမယ်။ရွာရရနှုံးပြဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့နေတိုက်တဲ့မနေ့ပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့မိုးတိုက်ချိန်ဒီချိန်ထစ်ချုံရောပါမယ်။ရွာရရနှုံးပြဖြစ်ပါတယ်။ပဲခူးလေးမြို့နဲ့နေတိုက်တဲ့မနေ့ပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။ရွာရရနှုံးပြဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ရှမ်းပြည်နယ်မှာနိုဝင်ဘာလ10ရက်နေ့မှာနိုဝင်ဘာလ14ရက်နေ့ဒီမိုးလေဝသအခြေအနေများကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများကတော့ တိုင်ဖုန်မွန်တိုင်းခန့်မီကီရဲ့အကျဉ်းချံများဟာထိုင်းနိုင်ငံမြောက်ပိုင်းမှာတဆင့်မြန်မာနိုင်ငံအရှေ့ပိုင်းတောင်ပိုင်းနဲ့ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မှာရွေးရှားဝင်ရောက်လာနိုင်ပြီးရန်ကုန်တိုင်း AR တိုင်းပဲခူးတိုင်းအနောက်ခြမ်းမွန်ပြည်နယ်တနင်္သာရီတိုင်းပဲခူးတိုင်းအရှေ့ခြမ်းနဲ့ကင်းပြည်နယ်တို့မှာနိုဝင်ဘာလ10ရက်နေ့မှာ12ရက်နေ့ထိ3ရက်အတွင်းမိုးရေချိန်လေးလက်မှခန့်မှ9လက်မှထက်ရွာသွန်းရရှိနိုင်ပါတယ်။တိုင်ဖုန်မွန်တိုင်းဖန်ဝင်ဟာနိုဝင်ဘာလ9ရက်နေ့ညမှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုတိုင်ဖုန်အဆင့်ဖြင့်ဖြတ်ကျော်ဝင်ရောက်ပြီး အရှိတ်ဘက်သို့ပြန်လည်ချိုးကိုရွေးရှားသွားနိုင်ကြောင်းဒီပူဝီဖြစ်၍တိုင်ဖုန်းမုန်တိုင်းခန့်မီဂီမုန်တိုင်းအကျွင့်ကြံများဝေရောက်ပြီးနွေမာလာဆိုင်ရက်နေနောက်ပိုင်းမှာအရှိတ်ဘက်မှာမုန်တိုင်းအကျွင့်ကြံများကြောင်းအခါလုံးမိုးဖြတ်မိုးအန်နယ်များမရှိနိုင်တော့ပါခင်ဗျာဒီကနေ့နွေမာလာဆိုင်ရက်နေ၌ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာအထက်လေဝေလိုင်းတစ်ခုဖြစ်ပေါ်နိုင်တော့လဲမြောက်ဥရမလေးအေးစီကြောင်းများအားကောင်းလာပြီးပင်လယ်ပြင်မှာရေပြင်ကြီးအမြင့်အပူချိန်ကျဆင်းလာခြင်းတို့ကြောင့်အားကောင်းနိုင်ခြင်းမရှိတော့ကြောင်းအနောက်တောင်ဘက်မှာလေးစီကြောင်းအားနည်းသွားသဖြင့် မြန်မာနိုင်ငံဘက်မှမိုးရွာသွန်းခြင်းရပ်တန့်သွားနိုင်ကြောင်းတွေ့ရပါတယ်။ယခုတစ်ပတ်အတွင်းရှမ်းပြည်နယ်မှာမိုးရွာသွန်းနိုင်မဲ့အခြေအနေများကတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးညောင်ရွှေမြို့နယ်များမှာခုနှစ်အတွင်းမိုးရေချိန်၃လမှနီးပါးမှ၃လမှအထက်ထိရွာသွန်းရရှိနိုင်ပြီးယခုတစ်ပတ်အတွင်းမိုးအများဆုံးဖြစ်နိုင်ပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံပင်လောင်းလိုင်းလင်းကွန်ဟင်းရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမိုင်းဖြတ်တာချီလိပ်မိုင်းအောင်ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးတီဘောကြောင်မဲစတဲ့မြို့နယ်ခရိုင်တွေမှာခုနှစ်အတွင်းမိုးရေချိန်နှစ်လမှအထက်ရွာသွန်းရရှိနိုင်ပါတယ်။ ဖဲခုံမိုင်းဆက်မူဆယ်နက်ခံကုတ်ခိုင်မိုင်းရဲစတဲ့ရှမ်းပြည်နယ်အတွင်းမှာမြို့နယ်ခရိုင်များမှာခုနှစ်ရက်အတွင်းမိုးရေချိန်တက်လက်မဝင်ကျင်သာရွာ300ရှိနိုင်ပါတယ်။အပူချိန်လေးတိုင်နှုန်းလေးတုစုတိုင်းစားနဲ့လေးတုညဉ့်ညမ်းမှုအခြေအနေကတော့ယခုတစ်ပတ်တွင်ရှမ်းပြည်နယ်မှာအမြင့်ဆုံးနေ့အပူချိန်25ဒီဂရီဆဲလ်စီယပ်ခန့်ရှိနိုင်ပြီးအနိုင်ဆုံးညအပူချိန်17ဒီဂရီဆဲလ်စီယပ်ခန့်ရှိနိုင်ပါတယ်။နိုဝင်ဘာလ12ရက်နေ့မှာညအပူချိန်အနိုင်ဆုံး17ဒီဂရီဆဲလ်စီယပ်ရှိနိုင်ပါမယ်။ ရှမ်းပြည်နယ်တခွင်မှာယခုတစ်ပတ်အတွင်းအရှိတ်ဘတ်နဲ့အရှိတ်မြောက်အရက်မှာလေတိုင်တုံးအမြင့်ဆုံးတနအီကို10မိုင်ခန့်ရှိပါမယ်။ရှမ်းပြည်နယ်အရှိတ်ဘိုင်းမှာနေ့လယ်ပိုင်းလေထုစူတိုင်းစာ40ရာခိုင်နှုန်းဝန်းကျင်ရှိပြီးညနေပိုင်းနဲ့ညပိုင်းမနက်အစောပိုင်းတွေမှာတော့60ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတွေမှာတော့နေ့လယ်ပိုင်းလေထုစူတိုင်းစာ60ရာခိုင်နှုန်းခန့်ရှိနေနိုင်ပြီးညနေပိုင်းညပိုင်းနဲ့မနက်အစောပိုင်းတွေမှာ100ရာခိုင်နှုန်းခန့်ရှိပါမယ်။နေ့လယ်ပိုင်းလေထုစူတိုင်းစာမြန်မာတဲ့ဒေသတွေမှာခန်းစားရမယ့်အပူချိန်ကတော့ 31ဒီဂရီဆဲစီအခန့်ရှိနေနိုင်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ရဲ့လေထုညဉ့်ညံ့မှုအခြေအနေကတော့35အထိရှိနိုင်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိပ်မှာ86အထိရှိနိုင်ပါတယ်။ရှမ်းပြည်နယ်တစ်ခုလုံးမှာယခုတစ်ပတ်အတွင်းလေထုညဉ့်ညံ့မှုအန္တရာယ်မရှိပါခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နောက်ဆက်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။